အားလုံးပဲမင်္ဂလာပါရှင်။မကျွန်းတဲ့တရင်ကြနေရဲ့မေလ23ရက်နေ့ review session ကိုတက်ဆက်ပြတော့မှာဖြစ်ပါတယ်။ဖိုင်စင်မဲမော်တော်ယာဉ်တွေနဲ့မော်တော်ဆိုင်ကယ်တွေနံပါတ်ပြားတွေအတူပြုတ်လောက်တာဖိုင်စင်တွေအတူပြုတ်လောက်တာတွေကိုအေးအေးယူမိလို့အာနာသိန်းစစ်ကောင်ဆောင်ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ကပြောပါတယ်။မကျွန်းဘက်ကလမ်းအတိုင်းစကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်သားတွေဟာတသားညီနောင်ကြီးရောအခြေရောက်ရှိလာပြီးကချင်လူလိုက်ရင်တမတော် KAI ဘူပေါင်းတပ်တွေနဲ့တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ကန်ဦးကန်ဦးတရင်နဲ့ပြန်ကြားရေးတာဝန်ခံဗိုလ်မှူးကြီးနှုတ်ဘူကပြောပါတယ်။ င်ငံသားတွေမှန်တကယ်အလုံးမလုံးတာကြောင့်ဝင်ဝင်နေပြီးတော့အကုန်စိန်လုံးတို့မြင်လာတာလို့အနာသိစိတ်ကောင်းစီကောင်းဆောင်မင်းအောင်လင်းကပြောပါရယ်စားတဲ့တဲ့နေကိုတင်ဆက်ပြရမှာပါကျမတို့စစ်စင်တဆက်သူမင်းနေဖြစ်ပါရယ်လိုင်စင်မေမော်တော်ယာဉ်တွေနဲ့မော်တော်ဆိုင်ကယ်တွေနံပါတ်ပြားတွေအတူပြုလုပ်တာလိုင်စင်တွေအတူပြုလုပ်တာတွေကိုအေးအေးယူမယ်လို့အနာသိစိတ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လင်းကပြောပါရယ်စစ်စင်ကတင်ဆက်ပေးမှာပါ လိုင်စင်မဲ့မော်တော်ယာဉ်နဲ့မော်တော်ဆိုင်ကယ်တွေနံပါတ်ပြအတူပြုတ်လောက်တာလိုင်စင်အတူပြုတ်လောက်တာတွေလှောက်ဆောင်နေရာတွေးရှိခဲ့ရင်တာဝန်ရှိသူတွေအနေနဲ့ပါဝင်ပတ်သက်နေသူတွေအားလုံးကိုစစ်စစ်ဖော်ထုတ်အရေးယူဆောင်ရွက်သွားဖို့လိုရဲလို့အာနာတိန်စစ်ကောင်ဆောင်ဗိုလ်ချုပ်မူကြီးမင်းအောင်လည်းကပြောပါရယ်မြန်မာနိုင်ငံအတွင်းလိုင်စင်မဲ့မော်တော်ယာဉ်နဲ့မော်တော်ဆိုင်ကယ်တွေစီးနင်းနေမှုကြောင့် အခွန်အခတွေများစွာနှင်နာမှုရှိသလိုလုံခြုံရေးဆိုင်ရာကိစ္စရပ်တွေမှာလည်းအခက်အခဲတွေဖြစ်ပေါ်နိုင်တယ်လို့လည်းဆိုပါတယ်။မနေ့ကမေလ20နေ့နေပြည်တော်မှာပြုလုပ်တဲ့စစ်ကောင်စီရဲ့ညှိနှိုင်းအစီအဝေးဒုတိယနေ့မှာစစ်ကောင်ဆောင်ကနိုင်ငံအတွင်းရှိလိုင်စင်မဲ့မော်တော်ယာဉ်နဲ့မော်တော်ဆိုင်ကယ်တွေစီးနင်းနေတာကိုဖော်ထုတ်သွားဖို့လိုကြောင်းပြောဆိုခဲ့တာပါ။အဲ့ဒါကြောင့်တိုင်းဒေသကြီးနဲ့ပြည်နယ်တွေအလိုက်လိုင်စင်မဲ့မော်တော်ယာဉ်နဲ့မော်တော်ဆိုင်ကယ်တွေစီးနှင်းမှုမရှိစေရေးစမတ်ဆောင်ရွက်တော့ဖို့လိုတယ်လို့စစ်ကောင်စီဘက်မြန်မာအလင်းသတင်းစာမှာဖော်ပြထားပါတယ် ဖီတူလူထုအနေနဲ့မိမိဒေတာမှာဖြစ်ပေါ်နေတဲ့သတင်းချောင်းရတွေကိုပေးဖို့ချန်နယ်ဆိုရင်တော့မချနာသတင်းချန်နယ်ရဲ့ Messenger ကနေဖြစ်စေဖုန်းနံပါတ်3969633တနေ့တက်ကိုဖြစ်စေဆက်သွယ်ပေးဖို့နိုင်ပါတယ်မချနာဘကလန်အတိုင်းစေချောင်းထိုးလာတဲ့စကောင်စီတပ်သားတွေဟာတရားညီနောင်ကြီးရွာအခြေရောက်ရှိလာပြီးကချလလိုက်ရင်တမတော် KAI ပူပေါင်းတပ်တွေနဲ့တိုက်ပွဲတွေဖြစ်ပေါ်နေရလို့ KAO KAI တရင်းနဲ့ပြန်ချရေးတာဝန်ခံပူမူချင်းတို့ဘူဟာပြောပါရယ်စရိစာကတိဆက်ပေးမှာပါ လက်ရှိအချိန်မှာတော့စစ်ကြောင်းထိုးတက်လာတဲ့စစ်ကောင်စီတပ်နဲ့ KNA KPD ရပူးပေါင်းတပ်တို့နဲ့တိုက်ပွဲဖြစ်ပွားနေပြီးစစ်ရေးတင်းမာနေစေဖြစ်တယ်လို့ဗိုလ်မှူးကြီးနော်ဘူကမြစ်နာတင်းချာနေကိုပြောပါရယ်တရားမြင်အောင်မှာတိုက်ပွဲဖြစ်တာ။မင်းအားလည်းဖြစ်တယ်၊တနည်းအားလည်းဖြစ်တာ။အဲ့ခါတိုင်းတော့သူ့စစ်ပင်းမတိုးသွားတာတော့မချသိရပါဘူး။ဘယ်ဘက်ကတော့စက်ကြည့်ပါပါ။ဒီရဲ့ခြေနေကတော့တင်းမာတဲ့စက်ကြည့်ပါ။ဟုတ်ကဲ့။စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်တွေဟာပြောင်းဝင်ကြေးရွာတတိုင်းငင်အောင်ကြေးရွာအနီးတစ်ဝက်အထိရောက်ရှိနေပြီး အဲ့ဒီနေရာကနေမရွေးတဲဘူးလို့ KIA နဲ့နှိစက်တဲ့အမျိုးသားတို့ကလည်းမြစ်ချနာတည်တင်းကြနေကိုပြောပါရယ်ပြီးခဲ့တဲ့မေလ16ရက်နေ့ညကဖကန့်စစ်ကောင်စီတမကုံကနေမြစ်ချနာဖကန့်လမ်းပေါ်မှာရှိတဲ့လုံချင်းကျွရအုပ်စု9မိုင်6မိုင်ကျွရပဲလက်နက်ကြီး3ကျင်းပြစ်ခတ်ခဲ့ပါရယ် ဖြစ်ခဲ့တဲ့မေလ၄ရက်နေ့ကတည်းကမြချင်းနာဖက်ကန်လန်အတိုင်းစစ်ကောင်စီပူပေါင်းတပ်တွေကစစ်တောင်းထုံးနေတာဖြစ်ပြီး KIA KPDF ပူပေါင်းတပ်တွေတိုက်ခိုက်သိမ်းပိုက်ချတဲ့နိုင်ရာကျေးရွာကို KIA KPDF ပူပေါင်းတပ်တွေတိုက်ခိုက်သိမ်းပိုက်ချတဲ့နိုင်ရာကျေးရွာကိုကျော်လွန်ပြီးတော့ကမ္မုံစုကျေးရွာမှာတပ်ဆွဲနေတာပါအဲဒီနောက်တဖြည်းဖြည်းစစ်တောင်းထပ်တိုးလာပြီးတတိုင်းကြီးနောင်ကျေးရွာအထိရောက်ရှိနေခဲ့တာလည်းဖြစ်ပါတယ်အထက်ပါတိုက်ပွဲအခြေအနေတွေကြောင့်မြချင်းနာဖက်ကန်လန်တဲ့လျှောက်ကမဟုတ်ဘင်းတောက်ထုနိုင်ရာကမ္မောခုံဆိုင်စု တတိုင်းငင်အောင်ဆိုင်းပရာကြောက်ဖြာနန့်သိန်းပြောင်းအောင်စားတဲ့ခြေရွာဒေသခံတွေတင်းရှောင်နေကြရပါတယ်မြန်မာနိုင်ငံမှာရေခတ်မြေခံကောင်းတဲ့လောကအရင်မြင့်တွေရှိပေမဲ့နိုင်ငံသားတွေအမှန်တကယ်အလုံးမလုံးတာကြောင့်ဝင်ဝင်နေပြီးတော့ကုန်စည်လုံးတို့မြင်လာတာလို့အာနာသိစက်ကောင်စီကောင်ဆောင်မြောင်းလိုင်းကနေပြီးတော့အစီအဝေးမှာပြောကြားမှုကိုစက်ကောင်စီလောက်ကန်တဲ့ရင်စာအနေနဲ့သင်းမေလာ20ရက်နေ့မှာပေါ်ပြလာပါတယ် နိုင်ငံအနေနဲ့ရေခမ်းမြေခမ်းကောင်းတဲ့လောက်အရင်မြစ်တွေရှိပြီးဖြစ်ပေမဲ့မှတ်တကယ်အလုပ်လုပ်ခြင်းမရှိရကြောင်းဝင်ငွေနေရခြင်းဖြစ်တယ်လို့ဆိုပါရယ်။ဒါအပြင်နိုင်ငံရဲ့ဝင်ငွေတိုးတက်အောင်ကုန်ထုတ်မှုကိုသူမြင့်ဆောင်ရွက်နိုင်မယ်ဆိုရင်ငွေကြေးစိမ်းလုံးတွေတက်လာမှာမဟုတ်တလို့ကုန်စိမ်းလုံးတွေလည်းသူမြင့်လာမှာမဟုတ်တာကြောင့်အလုပ်ကိုအမှန်တကယ်လုပ်ကြဖို့ကိုလည်းပြောပါရယ်။မနက်ငန်းကနေပြည်ပနိုင်ငံတွေကိုအကြောင်းအမျိုးမျိုးပြပြီးထောက်ကသူများလာတာကြောင့်နိုင်ငံချောင်းဝင်တုံဆဲမှုများပြပြီးနိုင်ငံချောင်းဝင်စိတ်မြင့်တက်နေလို့လဲအာနာသိစက်ကောင်ဆောင်မင်းအောင်လင်းကပြောကြားထားပါရယ် စကောက်စီယာနာသိမ့်ပြီးလေးနှစ်အတွင်းအထွေထွေအချက်သေးတွေရင်ဆိုင်နေရပြီးကုံစိန်တို့အစမတန်ချင်းမြင်လာခြင်းနဲ့အလောက်ကန်ခွင်လန်ရှာပါမှုတွေကိုရင်ဆိုင်နေရတာလည်းဖြစ်ပါတယ်။ကြာပင်အတင်အသမစစ်မှုထမ်းခေါ်ယူမှုတွေစစ်သားစုဆောင်မှုတွေကြောင့်ပြပကိုအလောက်တော်ရောက်လောက်ကန်ဖို့ကိုသာလူငယ်အများအပြားကရွေးချယ်နေကြတဲ့အခြေအနေလေးဖြစ်ပါတယ်။ကလေးဖြတ်ချရခြင်းရဲ့နောက်ဆက်တွဲဆိုကြတာဘာတွေဖြစ်မလဲ။ မြို့သမီးတချို့မှာအကြောင်းအမျိုးမျိုးကြောင့်ကိုဝင်ရလာတဲ့အခါမှာအချိန်လွတ်မှမလို့ချင်းတို့ဖြတ်ချဖို့နှီးမျိုးစုံသုံးပြီးကိုဝင်ကိုဖြတ်ချတတ်ကြပါတယ်။လက်တင်နဲ့အနှိမ်မလို့လက်တင်မနိုင်လို့တိတ်ဆုံးသွားရတဲ့အမျိုးသမီးတွေလည်းဒူးနဲ့ဒဲပါပဲ။ဒါလို့ရင်ဒါဖြစ်မဲ့တိတိနဲ့အကာအကွယ်မယူကြပဲအတူနေရကနေကိုဝင်ရလာတဲ့အခါအချို့ကတော့ကလေးတွေကိုစွန့်ပစ်တတ်ကြပါတယ်။တချို့လဲလူမတိအောင်ကိုဝင်ဖြတ်ဆီးတောက်ရာကနေ ကလေးတော့ပြက်ကြပေမဲ့မိမိတောက်လိုက်တဲ့ဆေးရဲ့ဆိုးကျိုးကိုလည်းတွေးမိကြပါမလားကုံဖြတ်ချဖို့တောင်းတဲ့ဤအမျိုးမျိုးမှာပြင်းထန်တဲ့ဆိုးကျိုးတွေဖြစ်စေနိုင်ပါတယ်ဘာလို့လဲဆိုရင်ဖြတ်ချရမှာတချို့ကမိမကိုယ်တက်ကိုစပိန်စမုတ်တန်နဲ့ထိုးချပြီးဖြတ်ကြတယ်တချို့ကကြက်မွေးထိုးထည့်ပြီးဖြတ်ချကြတယ်ဓာတ်ရုပ်ပေဒါဆေးရည်ထည့်ပြီးဖြတ်ကြအနိုင်တဲ့စီကအပေါ်ကနေဖိနှိပ်ချခံပြီးဖြတ်ကြကြ တရုတ်ကလာတဲ့ဆေးတွေ online ပေါ်ကဆေးတွေတောက်ကြတယ်။တကယ်ကိုနှီးမျိုးစုံနဲ့ဖြတ်ချကြတာအလွန်ကြောက်စရာကောင်းပါတယ်။အဲ့လိုဖြတ်ချခြင်းရဲ့နောက်ဆက်တွဲကဘာတွေခံစားရမလဲဆိုရင် ကိုဝန်ဟာဖြတ်ချတိုင်းမကြက်ကြခြင်းကိုဝန်ကမပြက်ပဲတအိမ်ထဲမှာကလေးတည်နေခြင်းကလေးအတည်မွေးခြင်းမပြတ်ကြပဲမွေးလာခဲ့ရင် ကိုလက်အင်္ကာမပြေဆုံးချင်းမွေးရပါယောဂများပါလာချင်းစရတွေဖြစ်နိုင်ပါတယ်တိုင်ပေါက်သွားချင်း ကိုယ်ဝန်ဖျက်ချရမှာတအိမ်ပေါက်သွားခြင်းကအဖြစ်များကြလို့တအိမ်ထုတ်ပြရတဲ့အပြင်အတက်အန္တရာယ်ကိုပါထိခိုက်ဆုံးရှုံးနိုင်ပါတယ်။နောက်ပြီးတအိမ်နိုင်ရန်ချင့်မိလို့မကူတခဲ့ရင်နောက်ထပ်ကလေးလုံးဝရနိုင်ခြင်းမရှိပါဘူး။ပြေထွက်လွန်ခြင်းတအိမ်ဖျက်ဆီးပြီးအလုံမလုံနိုင်ခြင်းဒေဒတာအပိုင်းအစကျန်နေခြင်းတိမ်ခေါင်အဝပျက်စီးခြင်းစရတွေကြောင့်တွေးထွက်လွန်ပြီးအသက်ကိုဆုံးရှုံးနိုင်ပါတယ်။တိမ်ခေါင်ကိုထိခိုက်ခြင်း ကိုဝင်ဖြတ်ချဖို့နီလန်းမျိုးစုံတအိမ်ကောင်းအတွင်ထဲထိုးထည့်ပြီးဖြတ်ချလိုက်ရတဲ့အတွက်တအိမ်ကောင်းထိခိုက်ပျက်စီးသွားခြင်းတအိမ်ဦးထိခိုက်ခြင်းပေါက်ခြင်းပိုးဝင်ခြင်းပြည်တဲ့ခြင်းတွေဖြစ်တတ်ပါတယ်ခနာကိုပိုးစိတ်တက်ခြင်းပိုးစိတ်တက်ခြင်းကမတန့်ရှင်းတဲ့ပစ္စည်းတွေနဲ့ဖြတ်ချခြင်းလက်ဖြစ် night ထုတ်ခြင်းကလေးအထဲတွင်တည်ဆုံနေခြင်း ဆေးရည်ထည့်ခြင်းစရတွေကြောင့်ခန္ဓာကိုယ်ကနှံ့ပြက်နှံ့သွားပြီးတွေးရစိတ်တက်နိုင်ပါတယ်။ဆေးဝါးတွေနဲ့ဖြတ်ချတဲ့အခါတက်ရှိတူဖြစ်တဲ့တတိတောက်ကိုတင်စီအောင်လှုပ်တာဖြစ်တဲ့အတွက်ကြောင့်မိခင်အတွက်လည်းအဆေးရတောက်တွေဖြစ်စေပြီးပိုဝင်ခြင်းတတိလစ်ခြင်းကိုယ်တွင်းအဆေးတက်ပြီးဖြားခြင်းတွေဖြစ်စေတတ်တယ်လို့ပိုကတအိမ်မတစင်တွေးကြောထဲဝင်ပြီးတော့တကူလုံးကိုပြန့်နှံ့ပြီးကိုတွင်းအင်္ကာတွေအလုံးမလုံးတော့ပဲအသက်ပါဆုံးရှုံးနိုင်ပါတယ် နောက်ပြီးကိုဝင်ဖြတ်ချခြင်းကြောင့်နောက်ပိုင်းကလေးမြူခဲ့ရင်တအိမ်ပြင်းမတတိတဲခြင်းတာဥအိမ်တာဥပြွန်1 by စတဲ့နေရာတွေမှာတတိတဲခြင်းကိုဝင်ဖြတ်ချထားခြင်းကြောင့်တအိမ်နေရန်တွေမှာအမာရရှိနေခြင်းအမာရကြောင့်အချင်းရှေ့ရောက်နေခြင်းအချင်းရှေ့ရောက်ခြင်းကြောင့်ကလေးကိုလက်အင်္ကာချိုးရနိုင်ခြင်းလမ်းမစေးပေါင်မပြည့်ပဲကလေးမွေးဖွားလာခြင်းအပြင် ွန်ဖြတ်ချတဲ့နှီးတွေကြောင့်ပြွန်နေပိတ်ပြီးကလေးမရနိုင်ခြင်း။ဝမ်ပိုက်အတွင်ပြည်တဲခြင်းကြောင့်ဦးလန်းချောင်းဖောက်ဖြတ်ထုတ်ရခြင်း။စီလန်းချောင်းပေါက်ခြင်းစတာတွေဖြစ်နိုင်ပါတယ်။ဒါကြောင့်ကိုယ်ဝန်ဖြတ်ချခြင်းနဲ့နောက်ပိုင်းဆိုးကျိုးတွေကကြောက်စရာကောင်းပြီးလုံးဝကလေးမရနိုင်တာတွေအထိရှိပါတယ်။ကိုယ်ဝန်ဖြတ်ချခြင်းကကလေးဆယ်ယောက်မွေးတာနဲ့ညီမျှတယ်လို့ရှေ့လူကြီးတူမတွေပြောတာကြားဖို့ကြားမှာပါ ကုန်ဖြတ်ချပြီးဒီဆိုးကျိုးတွေအပြင်နောက်ပိုင်းဆိုးကျိုးထပ်ရှိပါသေးတယ်။အဲ့ဒါကတော့ရင်သားကင်ဆာဖြစ်ခြင်းနဲ့စိတ်ဝေဒနာခံစားရခြင်းပါ။ရင်သားကင်ဆာပါကြောင့်ဖြစ်ရတာလဲဆိုရင်ကိုယ်ဝင်ရှိနေစေရင်သားကနှုတ်ထွက်စေတဲ့ဟော်မုန်းအပြောင်းအလဲရှိပါတယ်။ဟော်မုန်းအပြောင်းအလဲကြောင့်ရင်သားဆဲတွေကင်ဆာဆဲတွေအဖြစ်ပြောင်းလဲနိုင်တယ်လို့ပုံမှန်ကိုယ်ဝင်ဆောင်ခဲ့ရင်တော့ကင်ဆာဆဲအဖြစ်မပြောင်းလဲနိုင်ပါဘူး။ ပဝန်ဖြတ်ချခဲ့ရင်တော့ရင်သားကင်ဆာဆဲအဖြစ်ရောက်နိုင်ပါတယ်။စိတ်ဝေဒနာခံစားရခြင်းကိုယ်ဝန်ဖြတ်ချခြင်းကြောင့်ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုတာမကစိတ်ပိုင်းဆိုင်ရာထိခိုက်စေပြီးယူးတွတ်သွားတဲ့အထိခံစားရနိုင်ပါတယ်။ဒီကနေ့သတင်းချနေရေးရေဒီယိုအစီအစဉ်ကိုအပတ်စဉ်သတင်းလာနေရနေတောက်ကြနေအထိည၈နာရီအချိန်တိုင်းမှာတင်ဆက်ပေးတော့မှာဖြစ်တဲ့အတွက်စောင့်မျှော်နာဆင်နိုင်ပါပြီ။ကချင်ပြည်နယ်တွင်းကနောက်ဆုံးရသတင်းတွေနဲ့အတူ အခြားစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုလည်းမြစ်နာသတင်းချန်နယ် app Facebook စာမျက်နှာ YouTube နဲ့ website တို့ကနေသတင်းလေးစောင့်မျှော်ကြည့်ရှုနားဆင်နိုင်ပါပြီ။